တယ်2025ခုနှစ်အတွက်မြန်မာနိုင်ငံကြီးရဲ့ဟော်ကိန်းချိန်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ Facebook page တွေမှာလည်းဒီစာအနေနဲ့လည်းရေးသားပေးထားပါမယ်ဒါကတော့ကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ဒီရိုက်ကူးပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်1 ်အဓိကကြတော့နိုင်ငံရေးအကျဉ်းသားအမြောက်များလွတ်မြောက်လာပါလိမ့်မယ်အချို့သောအကျဉ်းသားများကတော့လွတ်မြောက်ခံပြီးအကျဉ်းတောင်အတွင်းမှာပဲကွယ်လွန်အနေအဆားရောက်ကြပါလိမ့်မယ်နှစ်2025မှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်စောင့်ရက်တာတွေရှိလာပါလိမ့်မယ်ထို့ရွေးကောက်ပွဲကြောင့်ပဲနိုင်ငံရေးအရာရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီးထို့ရွေးကောက်ပွဲကြောင့်ဗက်ကွဲမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။၃မြန်မာနိုင်ငံအရှိအချမ်းတွင် အလွန်အမင်းပြင်းထန်သောတောင်ပြိုခြင်းမြေပြိုခြင်းငလင်းလုံးခြင်းများဖြစ်ပေါ်တတ်ပြီးတော့2025ဤအကြီးကျယ်ဆုံးသောမြေနှစ်ပတ်သက်သည့်ကပေးကြီးဖြစ်ပေါ်လာတတ်ပါတယ်၄အရင်နှစ်များစွာကစစ်မှတ်ပြင်းထန်ခဲ့သောနေရာများစွာတွင်စစ်မှတ်များကင်းလွတ်လာပြီးတော့စစ်မဖြစ်ခဲ့တဲ့နေရာတွေမှာစစ်ကြီးများစွာဖြစ်ပေါ်လာတတ်ပါတယ်၅ကမ္ဘာလုံးဆိုင်ရာဥပဒေတစ်ခုဖြင့် မြန်မာနိုင်ငံအားထိရောက်သောတရားစီရင်မှုများ ဆောင်ရွက်လာပါလိမ့်မယ်၆2025သည်2024တဲ့အလွန်ပဲစစ်ပေးတက်ရောက်မှု အများဆုံးနှစ်ဖြစ်လာပါလိမ့်မယ်ခုရခိုင်ပြည်နယ်သည်ပထမဆုံးသောလွတ်မြောက်ရေးနယ်မြေတစ်ခု ဖြစ်လာပြီးတော့ကိုပိုင်ဥပဒေသင်များကျင့်သုံးပြီးပြည်နယ်တစ်ခုဖြစ်လာပါလိမ့်မယ်2025တွင် ရခိုင်ပြည်နယ်သည်နိုင်ငံခြားရေးရာရောစီးပွားရေးရာရော တန်ခိတမန်ကြီးရေးရအောင်ပြောင်းလဲမှုအများဆုံးနှစ်လို့ပြောလို့ရပါတယ်ရှစ်နှစ်အတော်ကြာ speed out လုံပင်းချင်းမှလွဲပြီးတော့ဘာမှ ထူးထူးခြားခြားမလုပ်ပေးခဲ့သည့်အခြားသောနိုင်ငံများမှ2025မှာတိတိတာတာမြမရေကို ပါဝင် ပတ်သက်လာပါလိမ့်မယ်။ကိုမြန်မာနိုင်ငံ၏ရင်ကျေးမှုကိုသက်မှတ်ခံထားရသောရင်ကျေးမှုအဆောက်အဦများ၊နေရာဒေသများ၊သဘာဝကြောင့်ရော လူတို့ကြောင့်ရောအပြည့်စီများပြားပါလိမ့်မယ်30စစ်ကောင်စီအဓိကအတွင်ပိုင်းတက်ရင်များသည့်အတိုက်ခိုက်ခံရမှုများများပြားလာပြီးယာရုကြီးပိုင်းများဗပြားမှု နေရာအရှိပြောင်းခံရမှု ကွယ်လွန်အနေဆာအရောက်များမှု အချင်းချင်းလုံးကြံမှုဖြစ်ပွားမှုများတဲ့တစ်နှစ်ဖြစ်ဖြစ်လာပါလိမ့်မယ်31 2025ခုနှစ်မြန်မာနိုင်ငံကြီးရဲ့စီးပွားရေးအခြေအနေဒီ 2024တဲ့ပုံမူကြာစင်းလာတဲ့ပြီးတော့ပြည်တွင်းလုပ်ငန်းအများပြားရပ်ဆိုင်ရမှုများပုံမူများပြားလာပါလိမ့်မယ်။အဒီကကောင်းသောလုပ်ငန်းများထက်မကောင်းသောလုပ်ငန်းများပုံမူတွင်ကျယ်လာပါလိမ့်မယ်။စနစ်မြန်မာနိုင်ငံရှိ နိုင်ငံရဲ့အရာအေးပါသောယာရုအကြီးပိုင်းပုံကူများဘတ်နှစ်ဖက်စလုံးပေါ့နော်။အ ਨੇ ဆုံးလူသုံးဦးတမာယိုးကြရရော ကျမ်းမာရေးရရောတမန်ရုံးကြမဟုတ်တဲ့ဥပ္ပစီတာကံရရောကွမ်တွန်အနေစာရောက်ကြပါလိမ့်မယ်စသုံးအွန်လိုင်းဆယ်ရီဟုလူတီများသည့်နံပါတ်ကြီးပုံပုံများကွယ်လွန်အနေစာရောက်ကြမည်တစ်နှစ်လဲဖြစ်ပါတယ်ဇလီကိုဗစ်ကဲ့သို့ကယောဂါတခုခံစားရတတ်ပါတော့လေကိုဗစ်လောက်တော့အပြည့်အစုံဆုံးယူမှုမရတတ်ပါဘူး၁၅ အရာဝတီတိုက်တစ်ခုလုံးအတွက်အရန်ရှုံထွေးမှုများတော့နှစ်တနည်းလို့ပြောလို့ရပါလိမ့်မယ်ဆက်ချက်မြန်မာနိုင်ငံ၏ထိတ်တန်းယတနာဆိုင်တစ်ခုအကြီးပြက်ပျက်စီးလူကိန်းကြီး ပြက်နာကြီးဖြစ်ပေါ်တတ်ပါတယ်ကျန်တဲ့အချက်တွေရှိပါသေးတယ်အဲ့ဒါကိုနီးစပ်တဲ့အခါကျရင်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့2025ခုနှစ်ကပြောမယ်ဆိုရင်တော့ဒီမြန်မာနိုင်ငံကြီးရဲ့အခြေအနေအားလုံးဒီကောင်းတာရောဆိုးတာရောထပ်ပါတော့ဆိုးတဲ့အရာလေးတွေကများနေပါတယ်တမှတ်မှာလည်းကောင်းတဲ့အရာလေးတွေကလည်းရှိနေပါတယ်အချို့သောအခြေအနေတွေစီးရေးဆရာအခြေအနေကတော့ဒီထက်ဒီ2024ထက်ပိုပြီးတော့အားကောင်းတာတွေပုံများတာတွေဖြစ်လာပါလိမ့်မယ်ဒီအချို့စီးပွားရေးတွေကတော့ဒီ2024 လေးချက်ဆိုင် စီးပွားရေးကအလုံးမင်းကြလာလိမ့်မယ်ဒီဥပဒေအသစ်တွေစီးပွားရေးနဲ့ပတ်သက်တဲ့ဥပဒေအသစ်တွေတင်းကျပ်မှုအသစ်တွေထုတ်ပြန်မှုအသစ်တွေအများအများထုတ်လုပ်လာလိမ့်လေဒီလောက်ဆန်ကားမှာတွေ့ရပါလိမ့်မယ်ဒီအရင်ထပ်ပို့ပြီးတော့ကြမ်းတမ်းမှုတွေလည်းတွေ့ရပါလိမ့်မယ်ပေါ့နော်နောက်တစ်ခုကြတော့ပါလဲဆိုတော့ဒီလောက်25ကလူပြောက်တွေပို့ပြီးတော့များလာပါလိမ့်မယ်အဲကြောင့်မလို့ ို့မှာသားသမီးတွေရှိရဲဆိုမြင်းမြစ်တွေရှိရဲဆိုတော့ကိုယ့်ဘာကိုဒီကောင်းမွန်စွာဖြတ်တန်းဖို့ကောင်းမွန်စွာနေထိုင်ဖို့အတွက်ဒီနေ့တော့ဒီ group site ပြီးဖို့လိုအပ်ပါလိမ့်မယ်ပေါ့နော်ပြောမှန်ဆိုရင်တော့2025ဒီကျွန်တော်တို့ဒီကဏ္ဍမိတွေရပြောမှန်ဆိုတော့2025ဒီကိုကဏ္ဍဆိုးမှုပါတယ်ကိုကဏ္ဍဆိုးမှုတဲ့အတွက်ကြောင့်မလို့ကိုကဏ္ဍဆိုးမှုတဲ့နှစ်မှာ တက်နိုင်တယ်လို့ပေါ့နော်ကောင်းမှုကုသိုလ်တွေများများလုပ်ဖို့လိုအပ်ပါတယ်ဒီဖီယာကအရန်ကိုပြင်ထန်ပါတယ်ပြောချင်တာဒီ2025ခုနှစ်ဒီကျွန်တော်တို့ဒီချိန်တစ်ခါမှမကြုံခဲ့ဘူးတော့ပြောင်းလဲခြင်းတွေဒီချိန်ကမှမပြုံဘူးတော့ပျက်စီးခြင်းတွေဒီချိန်ကမှမကြုံဘူးတော့ကံကောင်းခြင်းတွေဒီချိန်ကမှမကြုံဘူးတော့ကောင်းမွန်မှုတွေလည်းညာအောင်ဆုံးကြုံတွေ့ရတဲ့နှစ်လို့ပြောလို့ရပါတယ်အဲ့တော့2025မှာ ဒီတောက်ဆန်၅ကိုဘောကောင်းမွန်စွာဖျက်သန်းခြင်းတယ်ဆိုရင်တော့ဇွေလုံလရရိယစိုက်ထုတ်ပြီးတော့ဒီလှုပ်ရှားရှိအောင်ကိုပြပြတသားလှုပ်ပို့လွယ်ပါလေ။ဘာဒီကိုကောင်းတယ်ထင်တယ်လေထင်းတဲ့ဟာတခုခုကိုတနိုင်စော်လုပ်စေခြင်းပါလေ။နိုင်ငံရေးကဏ္ဍမှာတော့မကောင်းပါဘူး။နော်အဲ့တော့မကောင်းတဲ့နိုင်ငံရေးပုံမူဒီပြကိုကဘယ်လိုမျိုးကို့အတွက်ကောင်းအောင်လုပ်မလဲ ို့တက်ဘာကြံရလို့မလဲကို့တက်ဘလို့အစီမရလို့မလဲဘလို့အသက်ရှင်နေထိုင်ရမလဲဆိုတာကိုပဲတွေးတော့စေချင်ပါတယ်အားလုံးပဲအစီအမီချောင်းဝဲကြပါစေအားလုံးပဲကောင်းမွန်မှုတွေနဲ့ပဲစုံတွဲရပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်တောင်းပေးလိုက်ရပါတယ်